호랑이도 제색이 귀여, 귀워야 귀, 귀여, 귀여워, 귀여워 할 줄 안다. 호랑이도 제색이 귀여, 귀여워 할줄 ဟယ်လိုအလုံးမဲမင်္ဂလာပါရှင်ဟိမန်ပါဒီနေ့ကျွားကကိုရီးယားစကားကိုဘလို့အထာကြကြလေးပြောလို့ရလဲဆိုတဲ့ဟာလေးကနေပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ခေတ်မှာတော့ကျွားတို့လူငယ်တွေကဘာသာစကားတော်တော်များများကိုပြောနိုင်စွနိုင်လာကြပါတယ်ဘာသာစကားလေ့လာတဲ့သူတွေလည်းအရန်ကိုများပြလာခဲ့ပါတယ်အဲ့ဒီထက်ကမှကျွားတို့ကိုရီးယားစကားကိုလေ့လာတဲ့သူတွေဆိုလည်းအရန်ကိုများလာတာတွေ့ရပါတယ်ရှင်အဲ့တော့လူတိုင်းဒီဘက်ကကိုရီးယားစကားကိုအခြေခံလောက်တော့ပြောတတ်စွတတ်တယ်အနှုတ်ဆက်တာလောက်တော့ပြောတတ်စွတတ်လာကြတယ်ကိုရီးယား စကားလုံးဝမလေ့လာဘူးဆိုရင်တော့ကျွန်တော်တို့ကိုရီးယားစီးရီးတွေ drama တွေကိုကြည့်ရင်းနဲ့ကိုရီးယားစကားတွေအများကြီးပြောနိုင်လာကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူများနဲ့မတူနည်းနည်းလေးအထာကြကြလေးပြောဖို့အတွက် update လုပ်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ Korea Scout ကိုဘယ်လိုမျိုးအထာကြကြလေးပြောလို့ရလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်မှာဖြစ်ပါတယ်အထမဦးဆုံးသကလုံးလေးတစ်လုံးကိုအရင်ဆုံးစပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့ဒီသကလုံးလေးကတော့ကြားဆိုတဲ့သကလုံးလေးဖြစ်ပါတယ်ကြားဆိုလို့ရှိရင်တော်တော်များများတော့တိပိတာဖြစ်ပါလိမ့်မယ် Horangi 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 ဆိုတာကြားကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ Horangi မှာနောက်ထပ်သကလုံးတစ်လုံးထပ်ပြီးတော့ရှိပါသေးတယ်အဲ့ဒါကတော့ bomb 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 ဆိုလို့ရှိရင်လည်း ကြောက်ကိုပဲပြောတာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးစပြီးတော့စာကြောင်းလေးတစ်ကြောင်းအရင်ဆုံးစပြီးလေ့လာကြည့်ပါမယ်။ကျွန်တော်မြန်မာလိုအရင်ဆုံးပြပြပေးမှဖြစ်ပါတယ်ရှင်။ဘလောက်ပဲပင်မခက်ခဲပါစေလိုအပ်လာရင်တော့လုံရမှာပဲဆိုတဲ့စကားကိုဒီကြောက်ဆိုတဲ့စကားလုံးလေးနဲ့ထည့်ပြီးတော့ဒီလိုမျိုးလေးပြောကြည့်ပါရှင်။ဟိုရန်ကြီးဂူတဲ့ဒူတော့ကကြီးအန်ဒူမျောဟိုရန်ကြီးဆက်ကီဒူအော်ဒူဆူအော့ပတာဟိုရန်ကြီးကူရဲဒူရောကကြီးအန်မြဟိုရန်ကြီးစကီဒူအော်ဒူလ်ဆူအော့ပတာ ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့ဒီလိုမျိုးလေးပြောကြည့်ပါ အတိပယ်ကတော့ဟိုရန်ကြီးဆိုတော့ကြားပါဟိုရန်ကြီးဂူတဲ့ဒူတော့ခါကြီးအန်နုမြောင်းကြားဂူတဲ့ကိုမဝင်ဘူးဆိုလို့ရှိရင်ဟိုရန်ကြီးစကီတုအော်ဒူစုအပ်တာကြားပေါက်ကလေးကိုဘလို့မှရနိုင်မှာမဟုတ်ဘူးကြားပေါက်ကလေးရနိုင်မှာမဟုတ်ဘူးဆိုတော့အတိပယ်ပဲဖြစ်ပါတယ်အဲ့တော့ဘလောက်ပဲခက်ခဲပြင်းပန်းတဲ့အလုပ်ဖြစ်ပါစေလိုအပ်လာရင်တော့အန်ရရှိပါစေလုပ်ကိုလုပ်ရမှာပဲဆိုတော့အတိပယ်နဲ့ ြောတာပဲဖြစ်ပါတယ်ရှင်ဒုတိယမြောက်စာကြောင်းလေးကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်ကိုယ့်ရဲ့ဂျူနီယာတယောက်ယောက်ကဒါမှမဟုတ်လို့ရှင်ကိုထက်ငယ်တဲ့အနောက်မှပေါ်တဲ့ရွှေကြပင်ပေါ့ပြောချင်တာเนาะမနစ်တနည်းမှာအဲပေါ်လာတဲ့အဲကိုထက်ငယ်တဲ့ဂျူနီယာတယောက်ယောက်ကကိုကိုချေရချင်း လာတိုင်းနဲ့အခါမှာဆိုလို့ရှိရင်เนาะဒီလိုပြောလို့ရပါတယ်ဟာဒူကန်ကကြီးဘွန်မူဆွန်ဂျူလ်မော်ဒန်တာ လို့ပြောလို့ရပါတယ်တရသားခွေးပေါက်ကလေးကကြားဆိုတဲ့သတ္တဝါကိုကြောက်ရကောင်းမှန်မသိဘူးပဲဆိုတော့အဲ့ဒီပဲဖြစ်ပါတယ်ဟာရုကန်ကကြီးဆိုတော့တရသားခွေးပေါက်လေးဟာတဲ့ bomb အဲ့ဒီမှာပါတဲ့ bomb ကဟိုရန်ငီနဲ့အိဗယ်တူတူပါပဲရှင်ကြားဆိုတဲ့အိဗယ်ပါ bomb မူဆုံးဂျူမူဒွန်တာကြားကိုကြားဆိုတဲ့တတဝါကိုကြောက်ရကောင်းမှန်းမသိဘူးဆိုတော့ဒီတနေ့ကမှပေါ်လာပြီးတော့အောင်မြင်နေတဲ့ဒါမှမဟုတ်လို့ရှင်နေရာတစ်ခုရနေတဲ့လူကိုခြေရာချင်းလာတိုင်းနေတဲ့လူကိုအဲ့လိုစကားလုံးမျိုးလေးနဲ့ပြောလို့ရတာဖြစ်ပါတယ်တတိယမြောက်အားကြောင့်လေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်မှဖြစ်ပါတယ်ရှင်ဒါမဲ့ကြီးတဲ့သူတယောက်ယောက်တည်ဆုံသွားတဲ့အခါကွယ်လွန်သွားတဲ့အခါမှာဆိုလို့ရှင်တသသနဲ့အဲ့ဒီလူရဲ့အကြောင်းကိုပြောနေလေးရှိတယ်အဲ့လိုခါမျိုးမှာဆိုလို့ရှင်လူကတည်သွားလူ ူသားတည်ပေမဲ့နာမည်ကတော့မတည်ဘူးလို့ပြောတဲ့အသေးပဲမျိုးပေါ့နော်အဲ့လိုအသေးပဲမျိုးနဲ့ပြောလို့ရတာဖြစ်ပါတယ်ကိုရန်ငင်းနွန်ဂျူဂောဆောဂါဂျူဂူနမ်ဂီကိုဆာရမွန်ဂျူဂောဆောအီဒမွန်နမ်ဂင်ဒါဂါဂျူဆိုတာတည်ရီကိုပြောတာဖြစ်ပါတယ်အချားတည်ရီပေါ့နော်ချားတည်ရီအဲ့တော့ဟိုရန်ငင်းနွန်ဂျူဂောဆောဂါဂျူဂူနမ်ဂီကိုဆိုတော့ချားကတည်ဆုံးသွားပြီးတဲ့နောက်မှာတည်ရီကိုခြံထားခဲ့ပြီးတော့ဆာရမွန်ဂျူဂောဆောအီဒမွန် နာမည်ဒါလူကတော့တည်ဆုံးသွားတဲ့အခါမှာနာမည်ကြံနေခဲ့ရမယ်ဆိုတော့စကလုံးလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကြားနဲ့ကြားဆိုရဲဟိုရန်ကြီးဆိုရဲစကလုံးလေးတွေကိုထည့်ပြီးတော့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်ဘလောက်ပဲရက်ဆက်တဲ့မိဘတွေဖြစ်နေပါစေမိဘကတော့သားသမီးပေါ်ကိုအမြဲတမ်းမေတ္တာရှိတယ်ဆိုရဲစကလုံးလေးကိုဒီလိုလေးပြောကြည့်လို့ရပါတယ်မိဘဆိုတာသားသမီးတွေပေါ်ကိုအမြဲတမ်းမေတ္တာရှိတယ်ဆိုရဲစကားလေးကိုဒီလိုမျိုးလေးပြောကြည့်ပါရှင်ဟိုရန်ကြီးတို့ဂျေဆက်ကီဂီယိုဟဲလ်တူအန်ဒါ 호랑이도 재색이 귀여워할 줄 안다. 소래 사장님 표발에 A 사장님의 표지로 야발에 호랑이도 자랑마 재색이를 새끼 소라 아니마 따뜻미오 표라 표발에 두예 따뜻미고래 귀여워할 줄 안다. 치킨 야매 너 치킨 야매 소라고 သိတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်တို့နောက်ထပ်စာကြောင်းလေးတစ်ကြောင်းထပ်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်မှဖြစ်ပါတယ်တချို့လူတွေရှိတယ်ပေါ့နော်ငွေကြေးအတွက်ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲပင်ပန်းတဲ့အလုပ်ပစိုးလုံးမှာပဲဆိုတော့အဲသူမျိုးတွေအတွက်ဆိုလို့ရှိရင်စကားလေးနဲ့ပြောလို့ရပါတယ်ဒုံနီတာမျောဆန်ဟိုရန်ဂီနူဆော့တိုပေဝန်တာဒုံနီတာမျောဆန်ဟိုရန်ဂီနူဆော့တိုပေဝန်တာ တော့နေတာမျိုးဆန်ဟိုရန်ကြီးနွန်ဆော့တိုပေွန်တာဆိုတဲ့စကားလေးဖြစ်ပါတယ်သက်ဆန်အတွက်တာဆိုရင်အသက်ရှင်နေတဲ့အာဟိုရန်ကြီးဆိုတော့ကြားပေါ့နော်အသက်ရှင်နေတဲ့ကြားရဲ့နွန်ဆော့မျက်ခုံးမွေးကိုတာမှာပေွန်တာနှုတ်လာပဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒါဆိုတော့ငွေကြေးအတွက်ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲတဲ့အလုပ်အလုပ်ပဲဖြစ်ဖြစ်ဘလောက်ပဲအန်ရည်များတဲ့အလုပ်ပဲဖြစ်ဖြစ်လုံးမှာပဲဆိုတဲ့သူတွေအတွက်ဒီလိုစကားလေးနဲ့ပြောလို့အထာကြကြပြောကြည့်ပါနော်ဘလောက်ပဲ အာပညာရှိဖြစ်နေပါစေဘလောက်ပဲနေရာတနေရာရနေတဲ့သူဖြစ်ပါစေဒါမှမဟုတ်လို့ရှိရင်ဘလောက်ပဲအထူးချွန်တဲ့သူဖြစ်နေပါစေတတိလေးတစ်ချက်လွတ်သွားတာနဲ့ဘာမဟုတ်တဲ့သူလေးရောက်ရဲဘာမဟုတ်တဲ့ဆိုတာကဂျူနီယာတယောက်ရဲဒါမှမဟုတ်လို့ရှိရင်ပညာနုတဲ့လူတယောက်ရဲအာတိုက်ခိုက်တာကိုခံရတတ်တယ်ဆိုရဲအဲစကားလေးကိုဒီလိုမျိုးပြောလို့ရပါတယ်ရှင်အဲဒီစကားကကျွန်တော်တို့ဇလန်းနေတယ်မှာဆိုမာဖီးယားကားမျိုးတွေတယ်မှာဆိုလို့ရှိရင်ပြောတတ်တယ်ပေါ့နော်ဘွန်တိုဂဲဂဲမူလီတဲကအီတာဘွန်တို့ ခဲခဲမူလီတဲကအီတာဆိုတဲ့စကားလေးဖြစ်ပါတယ်ဘွန်ဒိုကြားတောင်မှခဲခဲခွေးစီမှာမူလီတဲကအီတာမူလီတာဆိုအကိုက်ခံရတာအကိုက်ခံရတဲ့အချိန်မျိုးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်နေရာတနေရာရပြီးပြီဘလောက်ပဲထူးချွန်တဲ့သူပဲဖြစ်ဖြစ်ဘလောက်ပဲဟိုတော်တယ်ထက်တယ်နေရာတနေရာရထားတဲ့သူပဲဖြစ်ရင်တော့မာတဲ့ကိုကတတိတစ်ချက်လွတ်သွားတာနဲ့ကိုတက်အများကြီးဟိုနှိမ်ကြတဲ့သူတယောက်ရဲ့တိုက်ခိုက်တာကို ခံရတတ်တယ်ဆိုရဲအဓိပ္ပာယ်လေးဖြစ်ပါတယ်အဲ့ဒီလိုမျိုးအဓိပ္ပာယ်လေးနဲ့တူညီတဲ့စကားလေးကိုအထာကြီးကြပြောကြည့်ကြပါရှင်ကဲဒါဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်ပါပဲရှင်နောက်ထပ်နောက်ထပ်ဗီဒီယိုတစ်တစ်ကလေးနဲ့ထပ်လာခဲ့ပါအောင်ကြွားရဲ့ဒီလိုဗီဒီယိုလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကြွားရဲ့ YouTube Channel လေးကို Like and Subscribe Follow လုပ်ကြအောင်အလုံးကိုတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုမှာတင်ပြပါမယ်ရှင်စီစုတင်ပါတယ်အညောင်းကြီးကဲစေရော